ဟုတ်ကဲ့ပရိသတ်ကြီးဆန်ဦးဘလော့ကတင်ဆက်တော်မှာဖြစ်တဲ့အတွက်အားပေးကြပါအောင်ရှင်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီခုတကတင်ဆက်ပေးမှာကတော့38ပြာမင်္ဂလာတရားတော်များမှကတညုတာ သူတော်ဘာပြုဘူးသောကျေးဇူးကိုတိတက်ခြင်းဆိုတဲ့မင်္ဂလာတရားအပိုင်း25ကိုလူများသိလွယ်အောင်လက်ရှိဘဝနဲ့သက်ဆိုင်ပြီးနားလည်ရလွယ်တဲ့ပုံမြင်လေးတစ်ပုဒ်အဖြစ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်ရှုလိုက်ကြပါဦးလားခင်ဗျာ ။ပုံမြင်လေးရဲ့အမိကတော့ဂျေဇူးတည်တက်ခြင်းလို့အမိပေးထားပါတယ်။တခါတော့ငါမြို့တစ်မြို့မှာမောင်သူတိန်ဆိုတဲ့လူငယ်လေးတယောက်နေထိုင်ခဲ့ပါတယ်။မောင်သူတိန်ဟာအလောက်ရှာဖို့ကြိုးစားနေပေမဲ့မောင်နှမကမရှိမိဘများကလည်းကွယ်လွန်သွားတာကြောင့်သူတယောက်တည်းနေရတဲ့သူတယောက်ဖြစ်ပါတယ်။ဒီနေ့မှမောင်သူတိန်ဟာလမ်းမကြီးပေါ်မှာစပီးစီလာတဲ့ဥပိုင်းလို့အမည်ရှိတဲ့ကျောင်းဆရာကြီးတယောက်ကိုတွေ့ပါတယ်။ ဆရာကြီးဦးပိုင်ဟာကျောင်းပညာသင်ကြားရေးမှအနားယူသွားတဲ့ပင်စင်စားဆရာကြီးဖြစ်တယ်လို့ဇနီးသားသမီးမိသားစုမရှိတဲ့တူဦးနဲ့နေထိုင်ပြီးစာအုပ်တိုက်လုပ်ငန်းကိုလုပ်ကင်ခဲ့တဲ့ဆရာကြီးဖြစ်ပါတယ်။မောင်သူတိန်ဟာမနေ့ခင်းတိုင်းလမ်းမပေါ်မှာစာအုပ်ထုတ်လေးနဲ့ဆက်ပြီးစီးသွားနေတဲ့ဆရာကြီးဦးပိုင်ကိုမကြာမကြာစုံခဲ့ပါတယ်။လမ်းမှာစုံနိုင်လဲမောင်သူတိန်က မင်္ဂလာပါဆရာကြီးလို့ အမြဲတမ်းနှုတ်ဆက်စကားပြောခဲ့ပါတယ်မင်္ဂလာပါဆရာကြီးဒီနေ့တော့ဆရာကြီးဥပိုင်က မောင်သူတိန်ကို ခေါ်ပြီးပြောပါတယ်ပါလေးမောင်သူတိန်ပါလေးမှာအလုံးမရှိဘူးဆိုတာဆရာကြီးသိပါတယ်ဆရာကြီးရဲ့စာအုပ်တိုင်မှာစာအုပ်စီတဲ့အကူကြီးလိုတယ်လာလှုပ်ချင်လားလို့မေးလိုက်ပါတယ်အလုံးလုံးချင်းတဲ့မောင်သူတိန်ကဝမ်းသာအားရစွာဖြင့်လာလှုပ်ဖို့လက်ခံလိုက်ပါတယ် တရားကြီးကလူပုံကဲမုံများနဲ့အပြောဆိုများကိုတင်ပေးခဲ့ပါတယ်။ဒီနေ့ကြာလာတဲ့အခါမှာတော့မောင်သူရိန်ဟာစာအုပ်တိုက်အသစ်တစ်ခု ဖွင့်လာနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဆရာကြီးဥပိုင်က အသက်ကြီးလာပြီးကျမ်းမာရေးချွတ်တက်လာခဲ့ပါတယ်။မိသားစုကလည်းမရှိပြုစုဆောင်ရှားမဲ့သူကလည်းမရှိပေမဲ့မောင်သူရိန်ကမေ့မသွားပဲနေတိုင်းနေတိုင်းဆရာကြီးကိုတွားကြည့်တယ်၊စေးတိုက်ပေးတယ်၊တရှိလှုပ်ပေးတယ်၊ခမင်းစားဖို့ပြင်ပေးခဲ့ပါတယ်။ ။ဒီနေ့ဆရာကြီးဥပိုင်ကမြေဝန်းတွင်မျက်ရည်များဝဲလျက်အားလင်းမောင်သူရေငါအတွက်မင်းကြီးမြများစေခြင်းဘူးငါဘုရားမှာမင်းနဲ့တွေ့တာတားတယောက်ရှိတယ်လို့ပဲမင်းကျေးဇူးမမေ့ပါဘူးကွာလို့ပြောလိုက်ပါတယ်။မောင်သူရင်ကဆရာကြီးရဲ့ကျေးဇူးကပိုပြီးများပါတယ်။ကျွန်တော်အနေနဲ့ပြန်ပြီးကျေးဇူးဆက်ခွင့်ရတာပါပဲလို့ကျေးဇူးတက်သူဖြစ်ဖို့တင်ပေးတဲ့သောတွေတဲ့ကသင်္ကန်းစာတွေကိုတစ်သက်လုံးသုံးပြရစေလို့ဆရာကြီးကိုပြောလိုက်ပါသည် ဆရာကြီးမကွယ်လွန်ခင်မှာမောင်သူရင်အတွက်စာအုပ်တိုက်တိုက်ကိုလွှဲပြောင်းပေးခဲ့ပြီးစာအုပ်တိုက်အမည်ကိုလည်းဥပိုင်အမည်နဲ့ပဲတက်လက်ရှင်တန်ဖို့မှာခဲ့ပါသည်စာအုပ်တိုက်ပရင်းပေါက်ပေါ်မှာစာတန်းလေးတစ်ကျောင်းရှိပါသည် ယေသူတိတတ်သူသည်အောင်မြင်ခြင်း၏မူလအခြေခံဖြစ်၏ဆိုတဲ့စာတန်းလေးဟာမောင်သူရဲ့အိမမင်းနိုင်သောစာတန်းလေးဖြစ်ပြီးလူ့ဘဝမှာသူဓမ္မပြုမှုသောယေရှုကိုတိတတ်ခြင်းဆိုတာကောင်းမြတ်သောမင်္ဂလာဓမ္မဖြစ်ကြောင်းမှတ်သားစရာအဖြစ်သင်ပြလိုက်ရပါတယ်ခမညာ